ထတ်ထောက်ပြတယ်မြန်မာလူမျိုးတွေကိုအားမရတော့မြန်မာလူမျိုးတွေသူတို့ဘုရားဂောပကလူကြီးတွေဒီထဲမှာပါရင်လဲတော့သိခံပါနော်အဲ့တော့ဘုရားဂောပကလူကြီးတွေပါရင်လဲကောင်းပါတယ်ပြင်ရတာပေါ့နော်ကို့ဘုရားလူစီအောင်လုပ်တာလေကို့ဘုရားလူစီအောင်နာမည်ကြီးမင်းသားမင်းသမီးတွေငှားပြီးတော့ပွဲလုပ်တဲ့ပြဿနာပဲနော်အဲ့လိုပွဲငှားတာဒီကုသိုလ်မရဘူးနော်ဒါလည်းရရဲ့ပြောရတယ်ကုသိုလ်မရဘူး ။စာပေထဲမှာကဗုဒ္ဓကိုပူဇော်တာတတ္ထဌာနဆိုတာရှိတယ်အတန်အလူ။တတ္ထဆိုတာအတန်ဌာနဆိုတာလို့အတန်အလူဆိုတာကကြီးစီလူတာ။ခေါင်းလောင်းလူတာ။နော်။ကြီးစီလို့လူတာခေါင်းလောင်းလူတာအဲ့ဒါတတ္ထဌာနကုသိုလ်ရတယ်နော်။အဲ့ဒါကုသိုလ်ရတယ်။နောက်တစ်ခါဖယားဂုံတော်တွေကိုအတန်လေးတန်ထားနဲ့တီကုံးပူဇော်တာကုသိုလ်ရတယ်နော်။အဲ့ဒါတတ္ထဌာနနော်ဓမ္မပူဇာကုသိုလ်တွေဖြစ်တယ်။ဖယားဂုံတော်တွေကိုပူဇော်တာရတယ်ကုသိုလ်ရတယ် ခုနကကြည်စီလေးလူတာကုသိုလ်ရတယ်နော်ခေါင်းနှောင်းလေးလူတာကုသိုလ်ရတယ်အဲ့ဒါပဲစာထဲမှာလာတာအဲ့လိုမျိုးလူရှင်တော်တွေငှားပြီးတော့ပျော်ပွဲရှင်ပွဲတွေလောက်တာကုသိုလ်ရတယ်လို့စာထဲမှာလုံးဝမပါဘူးတမိဇဒါနလို့ခေါ်တယ်ဒါနအမိခံအကုသိုလ်တတ်တပဲပွဲလူတာအလုံးပြောနော်ပွဲလူတာဒီကုသိုလ်လားအကုသိုလ်လားဘုရားလိုတော်ကြလားဖယားဝန်းထဲမှာဘုရားမကြိုက်တဲ့ပွဲကိုထက်တာဒီကဲအလုံးပြောဘုရားဘာမှယူသေးတာလားမယူသေးတာလား အဲ့ဒါဦးဇင်းတို့မဟာကဏ္ဍဆရာတော်ကြီးထောက်ပြထားပါတယ်နော်မဟာကဏ္ဍဆရာတော်ဘုရားကြီးချွေချင်းခိုင်းအစည်းအဝေးပွဲမှာနော်သာသနာကြီး၆ဌာချဲဆိုတဲ့စာတန်းတစ်စောင်တင်ဘူးတယ်အဲ့ထံမှာဆရာတော်ကြီးမိတ်ထားတာနော်တက္ကရာမတွေကအဲ့ဒီစာတွေတွေ့ဘူးချင်းမှာတွေ့ဘူးမှာဒါကြောင့်ဦးဇင်းတို့ကအဲ့ဒါတွေကိုပြန်ပြောပြတာအဲ့ကြောင့်ဖယားဝန်းထဲမှာဖယားမကြိုက်တဲ့ပွဲကိုလှုပ်ချင်းသည်ဗုဒ္ဓအဂရဝဖြစ်တယ်။ဘာအဂရဝဖြစ်လဲ။အဲ့ဒါသာသနာတီချောင်းလား၊ကွယ်ချောင်းလား။တတိထား ော်သာသနာကွဲတာအပြင်လူတွေကြောင့်လားအတွင်းလူတွေကြောင့်လားအေးတိတိကျကျပြောမယ်ဆိုရင်ဘုရားခေါ်ဘက်ကတွေဘယောကမကင်ဘူးပဲ